ကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာပါဆရာတော် Grade 6 English ကိုသင်နေဆရာဖုန်းသားဆင်သူဖြစ်ပါတယ်ကဲဒီတစ်ခါသင်ကားမှာမှာတော့ဆရာတို့ Unit 9ရဲ့ Lesson 3ဖြစ်တဲ့ This is mine ဆိုတဲ့သင်ကားစာလေးကိုတူတူလေ့လာလိုက်ကြအောင်ကဲဒါဆိုရင်ဒီသင်ကားစာမှာဆရာတို့အဓိကပါသင်မှာလဲဆိုတော့ grammar ဘိုင်းလေးတွေကိုသွားကြမယ်เนาะအဲ့တော့ grammar ဘိုင်းမှာမှာဆရာတို့ possessive pronouns သင်မယ်ပြီးရင် models တွေသင်မယ်နော်အဲ့တော့ models မှာဘာတွေရှိမလဲဆိုရင်ပြီးရင်ကြည့်အောင်ကဲဒါဆိုရင် grammar ကြည့်အောင်အဲ့တော့ဆရာတို့ဒီနေ့မှာဘာသင်မလဲဆို possessive adjectives and possessive pronouns ပိုင်ဆိုင်မှုပြတဲ့ဥစ္စာတွေဒါငါဟာငါဥစ္စာနော်အဲ့လိုမျိုးပိုင်ဆိုင်မှုတွေကိုပြချင်လို့ရှိရင်ဆရာတို့ဘယ်လိုမျိုးဥစ္စာတွေသုံးနိုင်မလဲကြည့်အောင်အောက်ကဇာတ်ကွက်ကိုကြည့်မယ်နော် ကဲဒါဆိုရင်ဆရာကဇာကွက်ကြီးပြထားလိုက်ပြီကဲလိုက်ကြည့်မယ်ကဲဘာရှိလဲ subject pronouns ပါတယ် object pronouns နော် possessive adjectives possessive pronouns ကဲဒီကတော့ဆရာပိုင်ဆိုင်မှုကိုပြတဲ့ဥပစာကြရင်ဆရာတို့ကဘလို့ပြမလဲငါဒါရှိရတယ်ငါမှဒါပိုင်ဆိုင်ပါတယ်ဒါငါဥပစာနော်အဲ့လိုပြောရင်ဘလို့ပြောမလဲနော်အဲ့တော့ i me my mine ဟုတ်တယ်နော် i me mine mine เนาะเอแล้ว you ဆိုလို့ရှင် you you your yours ပြီးရင် we us our ours they them their theirs he him his his she her her hers it it its its ใช่ไหมเนาะ ကဲဒါဆိုရင်ဆရာတို့ဥပမာအပြင် I mean my mind တော့သုံးကြည့်ရအောင်ကဲအဲ့တော့ I နဲ့ပြောမယ် I have a diary ငါမှာ diary တုပ်ရှိတယ်ဒါဘာလို့ပြပိုင်ဆိုင်ခြင်းကိုပြတာမဟုတ်လားရှိတယ် diary ရှိတယ်ကဲဒါဆို I ပြီးရင် me my mom gave it to me ငါကိုငါအမေကပေးထားတာเนาะကဲ it is my diary my နဲ့ပြောမယ်အဲ့ဒါငါရဲ့ diary စာအုပ်ငါဥစ္စာဖြစ်တယ် ကဲအဲ့တော့ this diary is mine mine နဲ့ပြောမယ်အဲ့ဒီ diary ကငါဥစ္စာအဲ့တော့ i me my mine ပါတယ်ဟုတ်နာပိုင်ဆိုင်မှုပြတာဒါငါဥစ္စာတွေဖြစ်တယ်ဆိုတာကိုအလိုပြခြင်းဖြစ်တယ်ကဲဒါဆရာတို့အခုပါလို့မလဲ one complete the text with the correct possessive adjectives and possessive pronouns ကဲဆရာတို့အခုနဥစ္စာလေးတွေနော် possessive ကိုပြရဥစ္စာလေးကိုပြန်ပြီးတော့ comment ထည့်ထားမယ်ပြီးရင်ဆရာတို့တူတူလိုက်ပြီးဖြည့်ကြည့်အောင် ကဲဝမ်းနာတော့လှုပ်ထားပြီးသား I have a pencil case တဲ့နော် it is my pencil case it is mine အဲ့တော့ I my mine အဲ့သုံးခုနဲ့ရေးထားတယ် to ကိုကြည့်အောင်ကဲ you ဒီက you have a sharpener နင်မှာခြုံစက်ရှိတယ် it is blank sharpener ဘသူဥစ္စာလဲ your မင်းရဲ့ sharpener ဖြစ်တယ် your မင်းရဲ့ဥစ္စာ it is blank ဘာထက်မလဲ yours it is yours မင်းရဲ့ဥစ္စာဖြစ်တယ်ဟုတ်ပြီနော် okay 3 popo and i have some books popo နဲ့ငါမှာစာအုပ်တွေရှိတယ် these are blank book ဘာထက်မလဲ popo နဲ့ငါဆိုတော့နှစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် these are our books you know these are ဘာလဲ ours ငါတို့ရဲ့ဥစ္စာဖြစ်တယ် very good 4စက်ကြည့် these pens belong to ဘိုးဘိုးကဲဒီပါလေဘိုးဘယ်နေရဘိုးဘိုးရဲ့ဘိုးဘိုးပိုင်နေပေါ့နော်ဘိုးဘိုးရဲ့ဥစ္စာဖြစ်တယ်ဆိုတော့ these are blank pens ရဘလို့ပြောမယ်ဒီအရာကသူ့ရဲ့ဥစ္စာဖြစ်တယ်ဆိုတော့ဘိုးဘိုးရဲ့ဥစ္စာဆိုတော့ပါလေဘိုးဘိုးကယောက်ျားလားမိန်းမလားယောက်ျားရတော့ these are his pens ဟုတ်ပြီအဲ့တော့အဲ့ဒါသူ့ဟာတွေဖြစ်တယ်ဘယ်လိုပြောမလဲ these are his very good get a set ကြည့်ပါ5 get 5ကပါလေ it is the teachers diary okay အဲ့ဒါ teachers diary ဆိုဆရာမရဲ့ diary ဖြစ်တယ်အဲ့တော့ it is blank diary အဲ့ဆရာမကယောက်ျားလေးဖြစ်သလိုမိန်းကလေးလည်းဖြစ်နိုင်တယ်ဒီမှာကျဆရာဖြစ်မလားဆရာမဖြစ်မလားမသိဘူးအဲ့တော့ဆရာဆိုရင် it is his diary ဆရာမဆိုရင် it is her diary ရပြီနော်ကဲအဲ့တော့ it is ဗါလေဆရာမဥစ္စာဖြစ်တယ်ဆရာဖြစ်တယ်ဆိုတော့ဗါလေ it is hers it is his သူ့အဖြစ်တယ်အဲ့လိုပြောလို့ရနော် very good 6 okay အဲ့တော့ they are my friends crayons နော် they are my friends crayons အဲ့ဒါတွေကကျွန်တော်ငယ်ချင်း crayons ဖြစ်တယ် they are blank crayons သူ့ရဲ့ဥစ္စာတွေဖြစ်တယ်အဲ့တော့ဘာလဲ they are his crayons ဒါမှမဟုတ်ရင်ငယ်ချင်းကမင်းကလေးဖြစ်ရင် they are her crayons very good အဖြစ်မယ်။ Okay အဲ့တော့အဲ့ဒါတွေကသူ့ဘာဖြစ်ပါလဲလို့ပြောမလဲ။ They are his or they are hers very good Okay. That's why two such yeah. Two circle the correct answers. Okay. My do you why ma okay. One side. This is Coco's backpack. No. Uh, it is his or her backpack. Pala his why ma her why ma. Coco wa jiao jia li pi de zhe His very good. His very good why ma. Two such yeah. It is my dad's diary. Na phi ye diary pi The diary is hers la his la. His. Very good. My night bar. Three. I have some paper clips. Paper clips is she ate No? They are are my paper clips. Are la my la. My. Very good. Four chibao. We have some paintbrushes. No? They are there. Are paintbrushes. Are very good. No? They are are paintbrushes. Very good. Okay. That's a number five. They love their pencil case. The pencil case are ours, theirs. They put that right theirs. Very good. Six, Sajiba. Muya and I have compasses. These are theirs. That means ours. Ours. Oh, sorry. Very good. Okay, Sajiba. Seven. They are my mom's scissors. No, They are his her scissors ပါတယ်အမေဖြစ်တဲ့အကြောင်းအမေရဲ့ဥစ္စာဆို her very good 8တို့ဆက်ကြည့် this is mama's sharpener this sharpener is his la hers la mama ဆိုတော့မိမဖြစ်တဲ့အတွက်ကြောင့် hers very good ကဲဒါပြီဒါဆိုရင်ဆရာတို့ဒီကဘာဆက်ကြည့်လဲ models တွေကြည့်ကြအောင်ကဲ models မှာမဆရာတို့ဒီကဘာသင်မလဲဆို can can could couldn't သင်မယ်နော်အဲ့တော့ can ကတော့ဒါကတော့ဆရာတို့က positive ပဲကပြောတာပေါ့နော်သူက negative နဲ့ပြောရင် can't ပေါ့ cannot လို့လည်းပြောနော် cannot ရဲ့အတူကောင် can't mean could could being could ရဲ့ negative ဒီ couldn't မလုပ်နိုင်တာ could not နော်အဲ့ဒီကူကိုပြောကြအောင်အဲ့တော့ can နဲ့ could တွေကိုဆရာတို့ဘယ်အချိန်မှာသုံးမလဲနော် can နဲ့ could တွေကိုဆရာတို့ကဥပမာအဖြစ်နော်ဒါတယောက်ယောက်စီကနေပြီးတော့ request လုပ်ချင်တယ်ဥပမာအဖြစ် can you borrow me your pencil မင်းရဲ့ခရံနဲ့ငှားလို့ရမလားเนาะ could you borrow me your pencil okay အဲ့လိုမျိုးလေး request လုပ်ချင်လို့ရှိရင် can could ကိုသုံးပါတယ်เนาะအဲ့တော့ example เนาะ can you please lend me your ruler မင်းရဲ့ပေဒံလေးကိုငှားလို့ရမလားဒါမှမဟုတ် could you please lend me your ruler အဲ့တော့ can နဲ့ could နဲ့ကြိုက်တာသုံးနေရအဲ့မှာဆရာက could ကတော့ပို့ပြီးရင်ကြီးတယ်เนาะအဲ့ကြိုက်တာသုံးလို့ရပါတယ်ကဲအဲ့တော့ ကျတော့အိမ်မှာ request နဲ့ offer နဲ့ရှိရယ်နော် can နဲ့ code ကိုသုံးလို့ရှိရင် request တမ်းမှာ offer မှာသုံးလို့ရတယ် request ကကြတော့သူများစီကနေဥမာဒါလေးငှားလို့ရမလားကိုက request လို့တာ offer ကြတော့ကိုကသူများအောင်သွားပြီးတော့ပေးတာဥမာအဖြစ်ငါမင်းကိုကူညီပြစေနော် तू မတောင်းမဲနဲ့ကိုကသွားပြီးသူ့ကိုကူညီပေးတာငါမင်းကိုကူညီပြစေဆိုရင်အဲ့ဒါကိုကသူ့ကို offer သွားလို့တာခေါ်တယ်နော်ကမ်းလှမ်းတာလို့ခေါ်တယ် offer ဆိုတော့ငါမင်းကိုကူညီပြစေနော်ငါမင်းကိုဒီပုံစံလေးရှင်းပြပြစေနော် offer ကမ်းလှမ်းတာ ဲ့တော့ request လုပ်တဲ့အခါမှာ can could နဲ့ဦးနာလို့ပြောတယ်။ Now can you lend me your ruler? ဒါမှမဟုတ် could you please lend me your ruler? ဒါဒီ request သူများစီကနေငှားပါလားပြောတော့ offer ကြောက်ကွာကန့်လန့်လာ။အဲ့တော့ဥမာ can i help you? နော်ကျွန်တော်ခင်ဗျားကိုတခုခုကူညီပေးနိုင်ပါသလား။ဒါမှမဟုတ် could i help you? နော်အဲ့လိုပဲကျွန်တော်တခုခုကူညီပေးရမလား။အဲ့ဒါကြတော့ offer ကိုကသူများကိုသွားပြီးတော့ဘာလုပ်ရလဲကန့်လန့်လာလို့ခေါ်တယ်။နော်အဲ့တော့ဆရာတို့ can နဲ့ could နဲ့ကနှစ်ခုစလုံးသုံးလို့ရတယ်เนาะဆရာဦးနာပြောလို့ could ကတော့ can နဲ့နည်းနည်းပို့ပြီးတော့ယဉ်ကျေးတဲ့ဘက်ကိုရောက်တာပေါ့เนาะဒါပေမဲ့ can နဲ့ could နဲ့ကเนาะ request လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်เนาะ request ဆိုတာပါလေသူများဆရာတခုငှားမယ်တခုเนาะအဲ့လိုမျိုး request လုပ်တာเนาะတောင်းဆိုတဲ့အခါမှာဖြစ်ဖြစ် offer သူများကိုကမ်းလှမ်းတာပါပဲဖြစ်ဖြစ်သုံးလို့ရတယ်เนาะအဲ့လေးကိုမှတ်ထားကြပါ get out video ဒီကဆရာ3 put a tick in the correct box เนาะဆရာတို့ဒီကဘာလို့မဆိုဦးနာ request နဲ့ offer ဆရာပြောပြီအဲ့တော့အောက်ကစာကြောင်းလေးတွေဒီ request လုပ်တဲ့စာကြောင်းလား offer လုပ်ထားတဲ့စာကြောင်းဆိုတာတို့သမီးတို့ခွဲရမယ်အဲ့တော့ request လုပ်တဲ့စာကြောင်းဆို request မှာ tick ချင်မယ် offer လုပ်တဲ့စာကြောင်းဆိုရင် offer မှာ tick ချကြကဲဒါဆိုစမယ်1 can i have a glass of water ဒီ request ရနိုင်မလားဘာလုပ်တာလဲအဲ့ဒါ request အဲ့တော့ request မှာ tick ချလိုက်မယ်သူတောင်းတာဟိုဒီ request ရနိုင်မလား2 can i help you carry your bag ဆရာဆရာအိတ်ကိုကျွန်တော်ကူတယ်ပေးရမလားဘာသာလုပ်ပြန်လဲအဲ့ဒါ offer toa lúc đó sẽ căn là nè là sẽ có cái TV sử dụng cho làm một đã nó sẽ ấy của cho nó cụ TV làm là offer thì bạn đấy okay three can I get you a glass of orange can I get you a glass of orange lấy mọi người đặt quẹt chú cái làm là à bạn đấy offer về nó offer lúc đó very good okay four can I help you pack your bag mấy ấy của ngà cụ TV làm là à bạn đấy toa căn là nè đấy ngà cụ lúc bây giờ offer very good five could you help me with the exercise please နော်အဲ့တော့မင်းငါကိုလေ့ကျင့်ခန်းကူလုပ်ပေးနိုင်မလားဘာလို့တက်လဲ request သွားတောင်းဆိုတာအဲ့တော့ request ကို tick ချလိုက်ပါတော်လိုက်တာကဲဒါဆိုရင်ဆက်ကြည့်ပါအောင်ကဲ for match the situations in column A with the request offers in column B ဒါဆို column A နဲ့ column B အဲ့တော့ column A မှာ situation တစ်ခုရှိရယ်เนาะအဲ့တော့ and with the request offers in column B column B မှာကျတော့ဆရာတို့ request တွေ offer တွေရှိပါမယ် match လုပ်ရအောင်ကဲရှိမယ်1 i don't understand this sentence ကဲဟိုဘက်မှာဘာဖြစ်မလဲအဲ့တော့ i don't understand this sentence correct d could you explain it to me เนาะငါဒီစာကြောင်းနားမလဲဘူးမင်းရှင်းပြပေးနိုင်မလားဘာလို့တားလဲအဲ့ဒါ could you explain it to me ဆိုတာ request very good ကဲ2ဆက်ကြည့်ပါအောင် there's a knock on the door ကဲတကားခောက်တန်ကြားတယ်တဲ့အဲ့တော့ဟိုဘက်မှာဘာဖြစ်မလဲကဲဟုတ်တယ်အေး okay, could you please open the door request နော်တကားသွားဖွင့်ပေးနိုင်မလား no? very good Three. 3ဆက်ကြည့်ပါအောင် it's dark inside i can see well အဲ့တော့ဘာဖြစ်မလဲ can i switch on the lights နော်အဲ့တော့ဗာလဲ no? can i switch on the lights no? Okay. နော်မီးဖွင့်လိုက်လို့ရမလားနော်โอเคကဲဆက်ကြည့်ပါအောင်4 oh my pencil is broken ဟာတဲ့သူခေရန်ကျိုးသွားပြီတဲ့4အဲ့တော့4ကဘာဖြစ်မလဲ Oh my pencil is broken can i borrow your sharpener အာအဲ့တော့ request ပေါ့နော်မင်းစီကလည်းငားလို့ရမလားနော်ဂျွန်ဆက်ငားလို့ရမလား very good 5 i can't carry that box ဟာအဲ့ဒီ box ကိုသူမသိနိုင်တော့ဘူးတဲ့အဲ့တော့ဘာဖြစ်မလဲ could you please help me မင်းငါကိုကူညီနိုင်မလား request very good okay ဒါဆက်ကြည့်အောင်5 look at the table circle t if true or F is false. Okay, no? As our table ma chi me chi pi true so true, false so false. Man ja. Okay, table name, sing, dance, play sport, draw and paint. Okay. Ero ti ya. Okay, one. Zin zin can't dance. Zin zin ga ma ka da bu true or false. Okay, zin zin ang ma twa chi ba ong. Dance ma a man che da re so ro ka da de. Ero u zin zin can't dance so ma ka da bu so ba phi le. False. Very good. F ku chi me. Two. Nanda can draw and paint. Nanda ga ba le ုံမဆွဲတတ်ဘူးပကြီးမဆွဲတတ်ဘူးကြည့်ပါအောင်နန္ဒအောက်မှာ yes အဲ့တော့ပါလေအမားချစ်တာဆိုတော့ तू မလုတ်တတ်ဘူးဆိုတော့ပါလေ true နော် तू ဘာမှမလုတ်တတ်ဘူးမဆွဲတတ်ဘူး true ကဲ3ဆက်ကြည့် see you can play football စီသူကဘောလုံးမကန်တတ်ဘူးကဲစီသူအောက်ကိုကြည့်ပါဦးဟာအမှန်ချစ်တာဆိုတော့ပါလေသူလောက်တတ်တယ်အဲ့တော့ခြေထားတာကပါလေစီသူ can play football ဘောလုံးမကန်တတ်ဘူးဆိုတော့ false မှားနေတယ် false very good 4 when when can dance တဲ့ ဒါဝင်းဝင်းကကတ်တတ်တယ်ကြည့်ပါအောင်ကဲ dance out မှာတကယ်ရောကတ်တတ်ရလားမကတ်တတ်ဘူးအဲ့တော့ဝင်းဝင်း can dance လို့ပြောတာတော့သူကမှမကတ်တတ်တာပဲအဲ့တော့မှားတာပေါ့ faults 5ဝင်းဝင်း and စင်စင် can sing ဝင်းဝင်းနဲ့စင်စင်ကသချင်းဆိုတတ်တယ်ဟုတ်သလားကြည့်ပါအောင်ဝင်းဝင်းနဲ့စင်စင်နဲ့ကဲသချင်းဆိုတတ်လားဟုတ်လားဟုတ်တာပေါ့ကဲအဲ့တော့ဗာလေ true เนาะစင်စင်ရောဝင်းဝင်းရောသချင်းဆိုတတ်တယ်ကဲသားသမီးတို့ရေအခုဆက်ပြောစရာ6ဆိုကြည့် Zaya is 11 years old now. Look at the table and complete the sentences with could or couldn't. Okay, Zaya could ne, couldn't ne ကိုသုံးပြီးတော့ Zaya ဘာလုပ်မလဲ? Complete the sentences ဖြည့်ကြည့်အောင်။ Okay. အဲ့တော့ Zaya ကိုကြည့်မယ်။ Okay, အဲ့တော့ဟုတ်ပြီ။အဲ့တော့ဒါ H ရှိမယ်။ What Zaya could do. အဲ့တော့6နှစ်မှာတဲ့နော်ဇေယာ6နှစ်မှာ write english alphabet နော် english alphabet ရေးနိုင်တယ်9နှစ်မှာ draw and paint ကဲပုံဆွဲတတ်တယ်8ကပါလေ10နှစ်မှာ write a bicycle ကဲအဲ့တော့နောက်တော့9 play football သူအသက်9နှစ်မှာ play football ဘောလုံးကန်တက်ပြီးသူအသက်10နှစ်ရောက်တော့10 swim ရေကူးတက်ပြီး11 17မှာ write essay essay တွေရေးတက်ပြီးကဲအဲ့တော့ဆရာတော့ဘာလုပ်မလဲကဲ1ကြည့်အောင် when he was 6 years old zia blank write english alphabets ပါလေ could la couldn't la ရေးနိုင်တယ်လေအဲ့တော့ could write နော်ရေးနိုင်တယ်ဆို could နော်မလုပ်နိုင်ဘူးဆိုရင် couldn't ကဲဆက်ကြည့်ပါဦး2 When he was seven years old, he blank draw and paint. Okay, seven years old, bao lâu này lên? Hoặc he could draw and paint. Kể that couldn't name, bầu này gì này nè, xoay này nè. Okay, three. When he was eight years old, he blank swim. Okay, xin này mà tụi bao lâu này lên? Blank swim, rồi dễ gu này là mơ bù, bicycle xin này nè, rồi dễ gu này bị là, mà cú này tự dễ á, xin này mà cú này nè, rồi bà he couldn't swim. Very good. Four when he was nine years old he blank play football How แกအသက်9နှစ်မှာတဲ့ဘာလုပ်နိုင်ပြီလဲဟုတ်တာဗောအသက်9နှစ်မှာ play football ဆို could play football very good Five. when he was ten years old he blank ပါလေ right essays rồi mà thêm này. he ten years old mà မှာဗာလုပ်နိုင်တာအာရေပဲကူးနိုင်သေးတာ essay မီးနိုင်တယ်တော့ဗာလေ he couldn't write essays very good နော်အဲ့ဆရာတို့အဲ့မှာဗာသိရမလဲဆိုရင်ဆရာတို့ဟာလေ could နဲ့ couldn't နဲ့သုံးတာကိုသိရမယ်အဲ့တော့ when zia was 6 years old he could ဘာလုပ်နိုင်တာလဲဒါမှမဟုတ် he couldn't ဘာလုပ်နိုင်တာလဲဆိုတော့ဒါတို့မိတို့က he ကြည့်ကြရမယ်နော် ကဲဒါတို့မျိုးကြီးဒါဆိုရင်တော့ဆရာတို့ဒီ lesson မှာဗာလေးတွေလေ့လာခဲ့ပြီလဲဆိုရင်เนาะ possessive pronoun ပိုင်ဆိုင်မှုကိုပြလို့ရှိရင်ဘယ်လိုပြရမလဲဒါငါဟာဖြစ်တယ်เนาะဒါငါပိုင်တဲ့ဟာဖြစ်တယ်เนาะအဲ့တော့ဒါ possessive pronoun ပိုင်ဆိုင်မှုကိုပြရတဲ့ pronoun တွေလေ့လာခဲ့ပြီနောက်တစ်ခု models models တွေဖြစ်တယ်ဆရာဒီဒီနေ့မှာသင်ကြားခဲ့တာတော့ဗာလေ can can't could couldn't ကိုသင်ကြားခဲ့တယ် เนาะပြီးရင်အဲ့ဒါလေးတွေသုံးပြီးတော့လေတရားကို request လုပ်တယ် offer လုပ်တယ်အဲ့ဒီလေးကိုတင် जा ပေးခဲ့တယ်เนาะ request တွေ offer တွေလုပ်ပတဲ့အခါမှာတိတ်ပြီးတော့ယင်ကြီးဖို့အရေးကြီးတယ်เนาะအဲ့ဒီကြမှာခင်တို့ခွတ်တို့သုံးခြင်းအပြစ်တာယင်ကြီးတဲ့ပုံစံလေးတွေပေါက်တာပေါ့เนาะကဲဒါဆိုရင်ဒါတို့သမီးတို့ကဒီနေ့ဆရာတင်ပြသွားတဲ့ grammar တွေထဲမှာ possessive pronoun နဲ့ models တွေဖြစ်ကြတယ် can can't could and couldn't အဲ့ဒါလေးတွေကိုတစ်ခါခေါင်းထဲမှာပြန်ပြီးတော့မှတ်လိုက်ကြပါ ကဲဒါဆိုရင်ဒါသမီးတွေဒီနေ့ဆရာတို့သင်တဲ့သင်ခန်းစာ Unit 9ရဲ့ Lesson 3ဖြစ်တဲ့ This is mine ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်တယ်။ကဲဒါဆိုရင်ဒါသမီးတို့နဲ့ဆရာနဲ့နောက်ထပ်လာမယ့်သင်ခန်းစာမှာထပ်ပြီးတော့ဆုံတွေ့ပါဦးမယ်။အားလုံးကျေးဇူးတင်ပါတယ်။